โอเคဒီတစ်ခါတော့1389ခုနှစ်အတွင်းမှာဗုဒ္ဓဘူးရာဟုသာသမီတွေဘယ်လိုရှိမလဲဇာတ်လို့ဆက်ပြောပေးပါမယ်ဇာတ်လို့ဇာတ်ကအတာစားတဲ့အကြောင်းကိုဥစွာပြောအောင်ပါပေါ့အတာဆိုတာအချိန်ကာလတစ်ခုသာဖြစ်တဲ့ 1389ခုနှစ်ထဲမှာဗုဒ္ဓဖူးရဟူသာသမီတွေအတာစားတယ်လို့တော့အကြံအပြုဗမာမှာ900သာသမီပဲရှိတဲ့အတွက်တော့အတာစားတယ်လို့တော့အကြံပြန်သတ်မှတ်ရမယ်အတာရဲ့သဘောဖြည့်ဖြောက်ပုံဖြည့်ချက်ဖြောင်းနည်းနဲ့အတာစားရင်ဘာဖြစ်တယ်အတာစားရင်ဘာတွေလောက်ရမလဲဆိုတော့ဆရာငယ်က1389ခုနှစ်အတွင်းမှာ900သာ900သာသမီတွေဦးကောင်းစေးချင်းမင်္ဂလာပြုလုပ်ပုံနဲ့ဦးကောင်းဘယ်လိုစေးရမလဲဆိုတော့ဆရာကပြောပြခဲ့ပြီးဖြစ်ပြီးအဲ့တော့ဆရာမိတ်ဆွေတွေမသိလို့ရှိရင်ဆရာငယ်ဘေးတဲ့ Facebook ဝင်ပြီးပြေးမှာဝင်ကြည့်ကြည့်ရပါတယ်ခင်ဗျာ စလိုက်အောင်ဆိုတော့1989ခုနှစ်အတွင်းမှာဂျီဘူယာအားဖြင့်ဗုဒ္ဓဘူယာဟူတာသမီမိတ်ဆွေအရှုဟာကံရဆိုရင်တော့အနှဲငယ်လေးယုံကံရတတ်တယ်။သို့တော့ဗုဒ္ဓဘူယာဟူတာသမီတိုင်းမဟုတ်ဘူး။ဗုဒ္ဓဘူယာဟူတာသမီတွေက1986ကိုတစ်ချက်ပြန်ကြည့်အောင်1986မှာကံအားဖြင့်မညံ့ခဲ့ဘူးဆိုရင်တော့1989မှာအရန်ကြီးတော့ညံ့တဲ့ထဲမှာစိုးစိုးဝါးဝါးမပါပဲမဲ့လို့1989ခုနှစ်မှာစတင်လုပ်မယ်ဆိုရင်တော့ ်ဘာလို့ဖြစ်ဖြစ်နံပါတ်1ကဇွဲရှိဖို့လိုအပ်တယ်ဇွဲနှစ်ပန်းရှိဖို့လိုအပ်တယ်ဘာလို့ဖြစ်ဖြစ်အစမှာအနေငယ်လေးရုံးကန်ရတတ်ပေမဲ့အဆုံးသတ်မှာတော့ဂျင်းသေးပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းရရှိမှာဖြစ်တဲ့အတွက်ဘာလို့လို့လို့ဒီဇိုင်းမှတ်မှတ်နဲ့ကွန်ပျူတာရှိအောင်လုပ်ဖို့လိုအပ်တယ်1989ခုနှစ်မှာသူများရဲ့အားကိုးကိုရယူလို့လိုစိတ်နဲ့လုပ်လို့မရဘူးသူများရဲ့နှာခေါင်းပေါက်နဲ့အသက်ရှူလို့မရဘူးဘာလို့ဖြစ်ဖြစ်အဲ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်းတေးသေးချာချာစဉ်းစားပြီးတော့တွေးခေါ်ရှာရမယ်။လုံးမဲလို့ဆုံးဖြတ်ပြီးတဲ့အရာကိုသူများနဲ့မတူဘူး။ဆုံးဖြတ်ချက်နှစ်ခွဆုံးဖြတ်ချက်နှစ်ခုဖြစ်တတ်တယ်။အဲဘာကိုလွတ်လွတ်တောင်းတဲ့68ခုနှစ်အတွင်းမှာ ဆုံးဖြတ်ချက်နှစ်ခွဆုံးဖြတ်ချက်နှစ်ခုဖြစ်နေတတ်တဲ့အတွက်မိတ်ဆွေထောင်ဗိုလ်တပူရောက်တာသမီးတွေကဘာကိုပြပြဒီတစ်နှစ်ထဲမှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စအရေးကြီးတဲ့လုပ်ငန်းမှန်သမျှကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပါဒါကိုလုပ်ရင်ကောင်းမလားဟိုဟာကိုလုပ်ရင်ကောင်းမလားဆိုတာမျိုးဒါကိုဆုံးဖြတ်ရင်ကောင်းဟိုဟာကိုဆုံးဖြတ်ရင်ကောင်းဆိုတဲ့မိတ်ဆွေများဖို့ကတော့ဒီနှစ်ကနည်းနည်းလေးပြက်ပြက်သားသားနဲ့ဆုံးဖြတ်ရမယ်နှစ်လို့တော့အကြံအဖင်တတ်မှတ်ရလိမ့်မယ်ဂျမ်းမာရင်နဲ့ပတ်သက်လာရင်ဗိုလ်တပူရောက်တာသမီးတွေကအထူးသဖြင့်ဒီနှစ်ထဲမှာဆိုလို့ရှိရင် မိတ်ဆွေဗုဒ္ဓဖူးရာဟုသာသမီတွေနေနဲ့နှလုံးနဲ့ပတ်သက်တာမျိုးတွေအသက်ရှူကြတာမျိုးတွေမောတာမျိုးတွေဖြစ်ရတတ်တဲ့လူပြူစားခြင်းခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့ဂယုဆိုင်ဆင်နေရမယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်ဟိုနေရာမှာလဲကိုမပါရင်မပြီးဒီနေရာမှာလဲကိုမပါရင်မပြီးဆိုသလိုဘယ်နေရာကိုမဆိုကိုကဦးစီးဦးဆောင်ပြီးတော့ရဲရဲဝံ့ဝံ့လောက်ရတက်သလိုဒီနေ့ထဲမှာအထူးသတိထားရမှာတော့အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်တဲ့အရာလေးတွေ မိမိအနေနဲ့အများနဲ့ပတ်သက်ပြီးကိုကစန့်ကျင်မှဖြစ်နေတာမျိုးလေးတွေဖြစ်ရတဲ့အတွက်သတိထားဆင်ကျင်ပေးဖို့လိုအပ်တယ်အထူးသဖြင့်သတိထားအမှာကတော့တပုတ်လေးလွင်ကောလာဟာလာတွေအပြစ်များများပြောခံရတာမျိုးတွေကြုံရတတ်တယ်မိမိရဲ့ဖူးစာပတ်ချစ်သူကြီးစားဟာဂျာစာပရိသသမီးဆိုရင်တော့သတိထားဆင်ကျင်ရန်လိုအပ်တယ်ဂျာစာပရိသသမီးနဲ့ပတ်သက်လာတဲ့အခါစိတ်တော့ကပြရတာမျိုးမိမိအိမ်အောင်ပတ်ဟာဂျာစာပရိသသမီးအေးဆိုလို့ရှိရင်တော့မိတ်ဆွေဘုံတစ်ခုရောက်သားသမီးတွေနဲ့ဒီနှစ်ထဲမှာနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောအနေငယ်ဖြစ်ရတတ်တယ်အဲဆွမ်းနာလို့ပေါ့၎င်းရဲ့အကူအညီ ကိုမရရှိတာမျိုးတွေသူတို့မသိအောင်လုပ်တဲ့ကိစ္စလေးတွေမှာပြဿနာကရောက်ကစားလေးပေါ်တက်တဲ့အတွက်ကြောင့်မလို့တော့ဗုဒ္ဓဖူးရာဟုသာသမီတွေက1389မှာဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရရဝန်ဆုံးဖြတ်ပါအဲသာသမီရအကူညီကိုရရှိတတ်တယ်ညီကိုမောင်နှမတွေရအကူညီကိုရရှိတတ်တယ်သို့တော့အဆိုးပြင်ဖြစ်ပါစေအကောင်းပြင်ဖြစ်စေပါစေလူပြပြောခံရတာမျိုးတွေမိမိကိုတော့ ဟိုအပြစ်တင်ဝေဖန်တာမျိုးလေးတွေကြုံရတဲ့အတွက်တော့သတိထားစင်ကြင်ဖို့လိုအပ်ပါတယ်။ဒါအပြင်ဗုဒ္ဓဘုရားဟူသာသမီးမိတ်ဆွေများဟာဒီနှစ်တာတော့တွေ့မှာဆိုလို့ရှိရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်ပြောပြမယ်။ အကျိုးပေးတဲ့အရာလေးတွေကမိတ်ဆွေတို့အနေနဲ့တည်တည်ချာချာနဲ့ပလန်ကြကြအကွက်ကြကြစီစဉ်လုပ်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်စတင်အရှိရှအဆုံးဖြတ်ရန်အကျိုးပေးတယ်မိတ်ဟောင်းဆွေဟောင်းမိတ်ဆွေရင်းရှာတွေနဲ့ပတ်သက်လာရင်စကားများရန်ဖြစ်ရတာမျိုးလေးတွေခြုံငါတက်တယ်မြေကိစ္စလေးတွေကောင်းတယ် OH မြေကိစ္စလေးတွေကောင်းတယ်နိုင်ငံခြားခီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်သို့တော့မကောင်းတဲ့တည်နေခေါ်လာဟာလာတွေကိုအလားတူပဲဆက်ညင်ပတ်အရာမှာပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့ဒီလိုအပြစ်ပြောခံရတာမျိုးဝေဖန်ခံရတာမျိုးတွေကိုလည်းကြံ့ကြံ့ခံ ိုင်ဖို့လိုအပ်တယ်ဖြစ်နိုင်ရင်ပြဿနာကိစ္စလေးကိုရှင်းလေးရှုပ်လေးဖြစ်ရတတ်တဲ့အတွက်ရှင်းနေတာမျိုးကို ချုပ်သွားစီတက်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ဒုံခတ်အမာရောမတ်ဘယ်ရောင်မတ်ဂယူမဆိုင်ပြနဲ့ရဲရဲဝံ့ဝံ့နဲ့လှုပ်ဆောင်ပါအမားကိုဖြစ်ဖြစ်အမန်ကိုဖြစ်ဖြစ်ကိုကိုတိုင်းသုံးသက်စဉ်းစားပြီးတော့လှုပ်ပါလို့ပဲဆရာကအကြံပေးလို့တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီနှစ်တာတော့အတွင်းမှာဆိုရင်ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးနဲ့ပတ်သက်ရင်ဝင်တော့ဝင်တယ်မိသားစုကိစ္စလေးတွေကြောက်ဘာသာရေးကိစ္စလေးတွေကြောက်အများနဲ့ပတ်သက်တာတွေအပေါင်းအသင်းကိစ္စလေးတွေအပျော်အဖားကိစ္စလေးတွေလူမွေးဆိုင်ရာကိစ္စလေးတွေမှာငွေကုန်ကြီးကြအများရတာမျိုးအဖက်မတင်တာမျိုးလေးတွေမိသားစုကိစ္စအိမ်နွေးရေးကိစ္စလေးတွေမှာ အမွေကိစ္စလေးတွေအမှုကိစ္စလေးတွေကြောင့်ပြဿနာဖြစ်ရတာမျိုးလေးတွေကြုံရတက်တလို့မိတ်ဆွေတို့အနေနဲ့ဒီ1989ခုနှစ်အတွင်းမှာဆိုမိတ်ဆွေဗုဒ္ဓဘုရားတို့သမီးများအနေနဲ့မိသားစုကိစ္စအိမ်နွေးကိစ္စတွေမှာအမွေကိစ္စအမှုကိစ္စတွေမှာဖြစ်နိုင်ရင်အဲ့ဒီလိုဖြစ်နေတဲ့ကိစ္စတွေကိုကိုကလိုက်လံမကူညီတာကောင်းတယ်ဖြစ်နိုင်ရင်ကိုပေးနိုင်တဲ့အရာဆိုပေးလိုက်မပေးနိုင်ဘူးဆိုလို့ရှိရင်ဝင်ကိုပြောအနေနဲ့ပြဿနာကတော့စာလေးပြောကြုံရတာမျိုးကိုကို သူတို့ကသူတို့နေတာအကောင်ပြည်သနာတက်နေတာကိုကဝင်လိုက်ခါမှအဲကိုကြောင်ဆိုတဲ့မောင်မုံစောင်းတက်တယ်လို့လက်ညှိုးထိုးခံရတတ်တဲ့နှစ်ဖြစ်တာအကြောင်းမလို့မိတ်ဆွေဘုရားဦးရောက်သားသမီးဟာ1386ခုနှစ်မှာအိမ်တွင်းရေးမိသားစုရေးနဲ့ပတ်သက်လာရင်ညံ့နေဆိုတဲ့နှစ်ကိုတော့ဆရာတို့သုံးသပ်ဆုံးဖြတ်လို့ရတော့ကာလာဖြစ်ပါတယ်ဒါအပြင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာ လုပ်ငန်းကိစ္စယင်းဒီကိစ္စလေးတွေမှာအကျိုးပေးတယ်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေတဦးတည်းတက်ရောက်တဲ့လှုပ်ဆောင်တာမျိုးလေးတွေကပို့ပြီးအားသာစေတယ်ပြီးတဲ့အခါလူယုံမလွယ်နဲ့လူယုံတတ်တတ်တယ်အကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဗုဒ္ဓဘုရားသာသမီတွေဖော်ပြပေးပြရစီ အထယ်လိတ်လုပ်ငန်းတွေအကျိုးပေးပါတယ်နိုင်ငံခြားခီးသွားတဲ့ပတ်သက်တာတွေအကျိုးပေးတယ်ကိုယ်တိုင်လုပ်တဲ့အလုပ်တွေဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်တဲ့အလုပ်တွေအမိခံလုပ်ရတဲ့အလုပ်တွေအကျိုးပေးတယ်အသင်းအဖွဲ့အဖွဲ့စည်းနဲ့ပတ်သက်လာဒါတဲ့ခါကိုယ့်ရဲ့အမိခံလုပ်ရတဲ့ကိစ္စလေးတွေမှာအားသာကောင်းမွန်တယ်လက်လွန်ထားတဲ့ငွေကြီးတွေကိုရရတင်းတင်းပြောဆိုပါတောင်းမှရပါလိမ့်မယ်ထို့သောမိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်တဲ့အရာလေးတွေမှာလက်ထဲငွေထားတာထက်ရင်းနှီးတာပိုကောင်းတယ်ငွေကြီးနဲ့ပတ်သက်ရင်အဲ ဟိုနားကလည်းထွက်ဒီနားကလည်းထွက်ရစရာလည်းရှိတယ်လို့ပြီးစရာလည်းရှိတယ်အထူးသဖြင့်ငွေကြီးဆိုင်ရာကိစ္စလေးဒီမှာဆိုရင်သူများကိုရှိတာငားတာလေးတွေစေတနာတွေဝေဒနာမပုံနဲ့အဲလူမှုရေးကိစ္စလေးတွေမှာငွေကုန်ကြေးကြများရတတ်တယ်လို့အရှိရင်နဲ့ပတ်သက်လာတဲ့အခါမှာတော့ အထောက်အကူတွေရရှိတတ်တယ်အတွေးခေါ်အကြံစီတွေရရှိတတ်တယ်တို့ရတွင်ဗုဒ္ဓဘုရားဥဒသမီးဟာဒီနှစ်ထဲမှာမိမိရဲ့ဖူးစာဘတ်ဟာကြာစာပရိဆိုရင်တော့ပြဒနာကြောက်စာလေးတွေပေါ်လာတာမျိုးတွေအရှုပ်ရှင်းလေးတွေပေါ်လာတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်လို့သတိထားပါရည်စားမရှိသူတွေပြိုးရွယ်သူများအနေနဲ့ကတော့ဒီနှစ်ဟာစမ်းပွင့်တတ်သောကာလမြစ်တာရေးဒီမှာဆိုလို့ရှိရင်ပူဇာဘတ်အမှန်ပူဇာစစ်အမှန်ကန်လေးပေါ်တတ်တဲ့နှစ်ဖြစ်တယ်။ထို့အပြင်ဘာကိုလှုပ်လို့တေချာပါတဲ့ အဆုံးသတ်မှာတော့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်သောနှစ်ဖြစ်တဲ့အကျိုးပေးသောနံပါတ်အနေနဲ့ဆိုရင်တော့ဗုဒ္ဓဘုရားသတ္တမိယဒီနှစ်တာတော်အတွင်းမှာအဲ၄ကနန်း၅ကနန်း၃ကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအရာအနေနဲ့ဆိုလို့ရှိရင်တော့အဝါရောင်ညညိုရောင်အစိမ့်ရောင်ပါသောအရာတွေကိုဝတ်ဆင်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်အာသာခြင်းနဲ့ကောင်းမွန်ခြင်းတွေတိုးတက်နိုင်ပါတယ်အကျိုးပေးစေသောအရာဟာတော့ မိတ်ဆွေဗုဒ္ဓဘုရားတို့သာသမီများအနေနဲ့အရှိဆုစုရဖြစ်ပါတယ်စန်တီယာရက်ကတော့မြောက်ရက်ဖြစ်ပါတယ်ဘာကိုလှုပ်လို့အဲလုပ်ငန်းဆောင်တာကိစ္စတွေအလုပ်ဆောင်တာကိစ္စတွေမျိုးအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဋ္ဌိဌံလေးတစ်ခုကိုယူပြီးလှုပ်တာမျိုးငါတော့ဒါလေးကိုရရင်ခွေးစာကျွေးမယ်ဆိုတာမျိုးခိုးစာကျွေးမယ်ဆိုတာမျိုးအော်ခလေးငယ်လေးတွေကိုလမ်းမရကလေးငယ်လေးတွေကိုအော်မရှိစင်ရသားလေးတွေကိုဒီလိုမျိုးလေးတွေကိုအထောက်အကူဖြစ်စေတဲ့အရာလေးတွေနဲ့ရည်စူးတရယ်စေပြီးလှုပ်ပါဒါအပြင်ဒီနှစ်တာအတော်တွေမှာ ဘာကိုဖြစ်ဖြစ်ဆုံးဖြတ်ချက်နှစ်ခွာလေးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားစင်ကြီးမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုနှစ်ခုတည်းပို့ပြီးတော့ဆုံးဖြတ်ရတတ်တော့နှစ်ဖြစ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဘာလို့လို့လာတိုင်းမှာဆိုရင်တလတရနေ့၂ရက်၃ရက်၄ရက်နေ့အတွင်းကိုအတက်နိုင်သောသတိထားပါဆွေမဝယ်ပါနဲ့ဆွေနဲ့ပတ်သက်လာဒီနှစ်တာတော်တွေမှာကို့အမိနဲ့ဝယ်တာမျိုးလေးတွေမှာနည်းနည်းအားနည်းစီတယ်လူယုံမလွယ်ပါနဲ့လူယုံနဲ့ပတ်သက်လာတဲ့အခါမှာလူယုံလေးတွေလိန်ခံရတာမျိုး ကြုံရတဲ့အတွက်တော့သတိထားဆင်နေပေးပါအလုတ်ရှာနေသူတွေအလုတ်တွေရရှိစေနိုင်တဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအားသာခြင်းတုတ်တက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေကိုအေဂန်ဒိဋ္ဌကျင်းတွေရရှိစေတော့နှစ်ဖြစ်တာတော့အတေချာပဲဖြစ်တယ်ဗုဒ္ဓဘုရားဥဒ္ဒတမိတာဒီတစ်နှစ်တာတော့ဒီမှာ ကံတတိထားစရာတစ်ချက်လေးတစ်ချက်တော့ရှိတယ်။ကံကောင်းလာရင်မိတ်ဆွေတို့ကဆက်တိုက်ဆက်တိုက်ဆက်တိုက်စောကြီးထိပေါင်းနေမှန်ရောက်ဆိုသလိုပဲ။ကံကောင်းလာရင်တော့ဘာကိုဖြစ်ဖြစ်လောကအစဉ်ပြေးနေမယ်။ကံကလေးများညံ့လာပြီဆိုဘာကိုလှုပ်လှုပ်ထင်းငော်နေတာအဲ့လိုတစ်ခုမဟုတ်တစ်ခုမဟုတ်တစ်ခုမဟုတ်စိတ်တက်ကြန့်ကြာနေတာမျိုးထင်းငော်နေရင်တော့မိတ်ဆွေပုံတစ်ခုရသလိုများငင်ငင်ကလေးနေလိုက်ပါကံရဲ့အတက်ကိုစောင့်လို့ဖို့လိုအပ်ပါတယ်။သာသမီရရှိတတ်ပါတယ်။သာသမီတွေရဲ့အကူအညီထောက်ဖို့ကိုရရှိတတ်တယ်လို့မိတ်ဆွေသာသမီကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းရတာမျိုးလေးတွေစိတ်ချမ်းသာစရာသတင်းလေးတွေကြားရ တတ်တယ်လို့မိတ်ဆွေဟာဒီနှစ်ထဲမှာတတိထားစီနေရမှာတော့ကိုယ့်ကိုမြောက်ပြောတဲ့သူတွေကိုတတိထားပါမြောက်ပြောတဲ့သူတွေဟာမိမိကိုကန့်ညံ့စေတယ်ဆရာမိတ်ဆွေတို့ကိုကြုံတုံးလေးအဲတင်ပြစရာလေးတစ်ခုရှိပါတယ်လူသုံးမျိုးကိုရှောင်ပါလူသုံးမျိုးရဲ့ဇာတ်ကိုသိပါနံပါတ်1မိမိကိုဘယ်တော့ဖြစ်ဖြစ်ကိုယ့်ရဲ့အကြိုက်ကိုလိုက်ပြောနေတဲ့သူတွေဟာ တတိထားပါကိုကပါဆိုတဖြူရင်ဖြူတယ်ကိုကနေရင်နေတဲ့မိတ်ဆွေကိုကပြရင်ပြတယ်ကိုကစိတ်ရင်စိတ်တယ်ဆိုတော့လိုက်စိတ်နေသူတွေဟာသူတို့ဟာตาပေါင်းနေဖြစ်ပါတယ်ဒုတိယတစ်ချက်ကိုပါပြောပြောစကားပြောတဲ့အခါသူကလက်ခံနားထောင်ပြီးသူ့အကြောင်းကိုမပြောဘူးကိုအကြောင်းကြီးပြောနေရတယ်ဟောကိုကိုပါပြောပြောသူကနားထောင်ပြီးတဲ့သူတွေသူတို့ကိုပို့ပြီးဆိုင်ပါသူတို့ဟာအကြံစီသမားတွေဖြစ်ပါတယ်အဲကိုကတော့ ်နေရာကမှလူလူကြားထဲမှာဘယ်သူဖြစ်ဖြစ်အားတိတ်ကနေသူ့အကြောင်းလည်းမထားဘွယ်အကြောင်းမှမထားပဲလူတွေကိုခင်တတ်တဲ့စကားအများကြီးပြောတတ်တဲ့သူတွေကတော့သူတို့ဟာထင်ပေါ်တတ်တဲ့သူတွေဖြစ်ပြီးတော့စိတ်ရင်းကောင်းပါတယ်မဟုတ်မခံတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဆရာပြောရှင်တဲ့အတိတ်ပဲအချက်တည်းကမိတ်ဆွေတို့ရဲ့ဘဝမှာအရေးကြီးတဲ့အချက်လေး၃ချက်ကိုလူပေါင်းပုံပေါင်းတို့၃မျိုးကိုဆရာပြောလိုက်တာပါစကားပြောနေပြီးလက်ခံနားထောင်တဲ့သူဟာအကြံစီသမားဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ကိုယ့်ကို ဘာဖြစ်ဖြစ်ကိုကောင်းရင်လိုက်ကောင်းကိုဆိုးရင်လိုက်ဆိုးကိုရဲ့အကြိုက်ကိုလိုက်ဆောင်နေသူဟာသူတို့ဟာကိုရဲ့နာနေလိုလာရဖို့အတွက်ပဲကြည့်တဲ့သူတွေဖြစ်ပါတယ်။ตาကူးတွေလို့ခေါ်တာပေါ့။အဲဘာဖြစ်ဖြစ်ရင်နဲ့မထားပဲနဲ့ပြောပြတတ်တဲ့သူတွေဟာစိတ်ရင်းကောင်းပါတယ်။သို့တော့အတွင်းကိစ္စအိမ်လုံးရေးကိစ္စတွေတိုင်မြင်ရတော့မတင်ဘူးလို့ဆရာကထပ်လောင်းပြောပြရစီခင်ဗျာ။ကောင်းပြီ။ဆိုတော့ဒါအပြင်ပုံတစ်ခုရအောင်တာသမီးတွေဟာကန်ဆာတာကောင်းစီရင်အရေးကြီးတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါဆက်ဆက်ရရအောင်မြင်တိုးတက်စီရင်အတွက်ဆိုရင်တော့ လူရမှုပြုမှုဆောင်ရွက်တဲ့အခါကျလို့ရှိရင်မိဆွေတို့ရဲ့အိတ်ကတ်ထဲမှာနော်မိဆွေတို့ရဲ့အိတ်ကတ်ထဲမှာနှစ်ရာတန်လေးတရွက်ကိုလေးခေါက်ရှို့ရှို့ပြီးတဲ့အခါမှာပလတ်စတစ်လေးလောင်းလာတာမျိုးဖြစ်စေအိတ်ကလေးကိုကလေးလေးနဲ့ကုတ်မီးလေးနဲ့ပိတ်ပြီးတော့ဆောင်ပြီးတော့လူရကိုပုတ်ပြီးတော့အိတ်ကတ်လေးကိုပုတ်ပြီးတော့လူရကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုများစွာရရှိတတ်သောနှစ်ဖြစ်ပါတယ်ဒါအပြင်မိဆွေတို့အနေနဲ့သတိထားဆင်ခြင်ရမယ့် နေသားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဘာကိုလုပ်လို့နေနံတူတွေဖြစ်တဲ့ဗုဒ္ဓဘူသားသမီးသို့မဟုတ်ယာဟူသားသမီးတွေကိုတတိထားဆင်ញင်ပေးဖို့လိုအပ်ပါတယ်ဒါအပြင်ချွေတွေနဲ့ပတ်သက်လာတဲ့အခါအလှပရေးရာတွေနဲ့ပတ်သက်လာတဲ့အခါမှာဝစ်စားဆင်ញင်မှုတွေနဲ့ပတ်သက်လာတဲ့အခါမှာပြင်ရင်မလှတတ်သောနှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဆရာလိုလှခြင်းရင်မိတ်ဆွေတို့ကမပြင်ပြင်တာကောင်းပါတယ်ဘောနော်လှခြင်းလို့တရားတိုက်ရေစည်းကမ်းမျိုးလိုက်တတ်တဲ့နှစ်ဖြစ်တတ်တဲ့အတွက်တော့ဗုဒ္ဓဘူယာဟူသားသမီးတွေအကြံအားဖြင့်ချုံငုံပြီးတော့တုံတက်ရရင်ဘာကိုလုပ်လို့အစမှာတော့ နည်းနည်းလေးဇွဲရှိဖို့လိုတယ်ဇွဲမရှိဘဲနဲ့ဟိုဟိုဖင်မမြဲဒီဘေးဖင်မမြဲဟိုနဆက်ဆက်ဒီနဆက်ဆက်ဆိုတဲ့မိတ်ဆွေဘုရားတို့ရောက်သားသမီးတွေကတတိထားစင်ကျင်တင်တော့နှစ်ဖြစ်ပါတယ်ဒါအပြင်လူယုံမလွယ်ပါနဲ့ မိသားစုကိစ္စအဖွဲ့အစည်းအသင်းဖွဲ့ကိစ္စကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဥစ္စာမလုပ်ပါနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကိုရှေ့တို့ဆောင်ရအောင်မြင်ချင်းတိုးတက်ခြင်းရရှိမဲ့နှစ်ဖြစ်တယ်လို့ဆရာကအကြအဖြစ်သုံးသပ်ရမယ်။လူငယ်တွေရဲ့ရှေ့ရင်းမှာချစ်သူကြီးကြရရှိစေနိုင်ပါတယ်။ကျမ်းမာရင်းနဲ့ပတ်သက်လာရင်လူပြူစားတာမျိုးတွေကယူဆိုင်ပါနှလုံးနဲ့ပတ်သက်တာမျိုးတွေအားနေပါတယ်။ရွှေဝင်မတော်ပါဘူး၊လူဝင်မတော်ပါဘူး။အမှုကိစ္စအမွေကိစ္စတွေကိုကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့လိုက်လံမပြုတ်မှုတင်ပါဘူး။အဋိဌံပြုလို့တဲ့ဗုဒ္ဓဖူးရာဟုသာသမီမိတ်ဆွေများအနေနဲ့ အဋိဋ္ဌံပြုလို့တပါဆိုရင်24ပဋ္ဌာန်အရှိဘူးเนาะအကျယ်ဘူးနေ့စဉ်ရွတ်ဖတ်ပူဇော်ခြင်းအားဖြင့်ဖြစ်စေမိတ်ဆွေတို့အဋိဋ္ဌံပြုခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့လူမှုရေးကျန်းမာရေးစီးပွားရေးတွေဟာကံကောင်းမှုတွေရရှိလာမယ်ဆိုတဲ့အကြောင်းနဲ့ မေတ္တာထားနိုင်စွမ်းရှိသောပုံကိုယ်တွေဖြစ်အောင်ကြိုးစားပါလို့ဆရာကပြောရင်းနဲ့ဘာကိုဖြစ်ဖြစ်အလောင်းကစားနဲ့ပတ်သက်တာတွေလုံးဝသတိထားသင့်သောနှစ်ဖြစ်ပါတယ်လူယုံမလွယ်ပါနဲ့အလောင်းကစားနဲ့ပတ်သက်တာတွေသေရင်မြေကြီးရှင်ရွှေကြီးဆိုတာမျိုးတွေမလုပ်ပါနဲ့ဒါလေးတစ်ခုကိုထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျဒါကြောင့်အစမှာဘလောက်ခက်ခဲကဲဇွဲကလေးညာစိုက်ပါအပြိုင်ဆိုင်တိုက်ခိုက်တွေကြားတဲ့ကကံကောင်းတဲ့ဘက်ကိုရောက်ရှိလာမှအသေးချာပဲဖြစ်တယ်လို့တီကန်ဆန်းမှုလိုအကြောင်းတတိပေးထပ်လောင်းပြောကြရင်းနဲ့ จะสาบริตาจะมีเดียตัวใส่อ่ะ